ုံးထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါလည်းမဟုတ်ဘူးငါတို့ကတော့ဘာလို့လုံးအောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ကမရရောက်ချက်အဲ့ဒါတော်လှန်ရေးပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော် ွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နမဲကြီးတရုတ်ဆောင်တွေအတူအယောင်ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်ရိုက်ကူးမှုကြောင့်ဝေဖန်ခံနေရတဲ့ပညာပေးဆက်လန်းတို့ကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦး ြဿနာတွေကတော့စပြီးကြိုးခိုင်းတယ်။ဒါမျိုးပြောရရင်ဘာလို့မရဘူး။ Lanky လည်းဘာမှမဖြစ်ပါဘူး။အဲ့ငါတို့ပြန်တဲ့ Lanky ကဂိတ်တစ်ခုမှအောင်ချနေကြတယ်။ဟင်။ငါ့ဝဲအချင်းအဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူး။ဟေးလေ။ပြောင်း။ကွန်မန့်နဲ့ရှောက်မတ်မနေနဲ့။ဦးမင်းအစဲခံနေအောင်မယ်။အေးပါမမတ်ပါဘူးကွာ။ဒီကွာအဲ့တော်တွေကလည်းတမျိုး။ဘာလို့တွေကလည်းအစဲခံပါဆိုလို့မျိုးသိထားတယ်။များနေပြီကွာ။တို့ရလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟောက်ခိုင်းဖြစ်ခိုင်းနေလို့ပါပဲ။ငါတို့လည်းဘယ်လိုပြောရမှန်းမသိဘူး။ ပြုကောဟူလာလာလာဥတော်တိုင်းလည်းပါလာတာဟိုဒီကောငါမင်းရောက်နေတယ်ဆိုတော့ငါမင်းတွေ့ကျင်လာငါကိုကြီးချီရောက်သွားတော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်းအောင်မလားမင်းတို့တကယ်ချင်းနေပါလာတယ်သူကတော့ကြောက်ခိုင်းသူကတော့ဒုက္ခရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာဦးညီနဲ့တော့မိတ်ဆက်ပြီးပြီးပါပြီဟုတ်ကဲ့တော်တော်ပါပြီပါပါဟိုလေဒီမှာအေးစေးပဲမို့လားမင်းတို့တော့ကြာကြာနေဦးမှာ အရန်တော့လည်းမကြပါဘူးအလုပ်ကလည်းတစ်ဖက်လောက်ပဲခွင်ရတာမင်းတို့လည်းမိတ်ဆက်ပြရအောင်ပဲဒါတော့ငါတို့ရွာရဲ့အုပ်ချုပ်ရေးမှူးဦးတော်တာဟုတ်ကဲ့ဟုတ်ကဲ့တော်တော်ပါဟုတ်ကဲ့ပါဘူးလေကျော်မော EC ပဲ EC ပဲလားဆိုတော့လည်း EC လို့ပြောပါမို့နော်ဒါပေမဲ့လူတွေတော့တိတ်မဆုံးတော့ဘူးသူတည်းလူငယ်ပိုင်းတွေပါလူငယ်တွေမဆုံးတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ဘူးကိုကျော်ခိုင်အခြားရွာတွေပဲမဆုံးတော့တာဟုတ်တယ်မော်တော့လည်း ့တတိယရက်စုံနေရမှာပဲအခုဦးညီတို့ရွာတော်မှာ live မှာပြာချနေပြီဆိုတော့အာယူကိုမေးကြည့်ရအောင်ဒီတော့ရွာနဲ့ဆက်တင်ရတယ်အဲ့တော့မတော်ပါသေးရဲ့ဗျာရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးအဲဒါပေမဲ့ခုမှငါပြောတယ်လူငယ်ပိုင်းပေါ့လှုပ်သွားလို့မဆိုရင်တက်ပြတ်သွားတာဘာသတင်းမှမရတော့ဘင်းကြီးတက်ဦးမှာတော့ဘာဒီညာနေတက်တော့တော်ရဲသွားမယ်ဆိုတော့ငါလည်းခံထိတ်ရတာပြောဘင်းတော်ရဲဘာသွားလို့အဲ့ဒါလေနားရောင်တာဟေးနားရောင်တာ ဟိုကဆန်ခဲလို့တော့ကြောင့်ဒီကောင်ကနားရောက်သွားတာစေးအော်အထူးလေမအောင်မထူးအကြောင်းလည်းမပြောဘူး အเจ้าညာနေလို့ပြောအောင်မင်းကိုစက်တွေမဲ့လူပါအောင်အကောင့်ဆက်သုံးဟာသူလည်းငါ့လိုအကောင့်တူဦးကအကောင့်တူမင်းဘယ်လိုလုပ်ပြန်လာတော့လို့ဆောက်ဒါပေမဲ့သူတင်းနေတဲ့တင်းနေရအခုမှတ်နေပြီမင်းကလည်းမင်းတော်မှလေအကောင့်တူတွေနဲ့ဟိုအချင်းကသူလေးလို့ပါလို့မင်းလုတ်ပြီးလုတ်နေရလေအကောင့်တော်လည်းတစ်ဖက်ကမင်းကိုအကောင့်ဆက်ချပြမှာလားငါတုံးကဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်အများကြီးရတယ်လေမင်းပါဟိုလိုက်တယ်အများကြီးရတာရတာကွာဒါပေမဲ့ဟိုလေးနှစ်တာကာလအတွင်းမှာလေအမေရိကန်ကိုသွားတဲ့လူလို့ အော်စီကိုသွားတဲ့လူအကုန်လုံးတော့အဆင်ပြေနေပြီနော်။အော်ငကိုလေးကမင်းတို့ကပြောတယ်လေ။မင်းတို့ကငါပြောတယ်လေ။ဘာလို့နော်။အခုမှမင်းတို့အားကြမနေနဲ့။အစတွေကတော်လဲသွားပြီးလက်တောင်းချောင်းထောင်းလိုက်ပြီးနေပြီ။မင်းတို့ကပါဇက်ပိုက်လာလိုက်မင်းတို့ကလည်းပါဇက်ကိုပိုက်လာလိုက်။ဟာလို့ဟမ်ငါအစိုးရတဲ့တော်လဲကိုသွားပါမယ်ပြောတော့ငွေချောက်တယ်လေချိန်ခိုက်တယ်လေ။ဟာ။ဟိုအေးဟောပါပြီ။မင်းပြောတယ်လို့ပါဟုတ်တော်တော်ကိုသွားပါပြီတဲ့ဟမ်ဘယ်သူမှကြိုးဆိုပြီးဘယ်သူမှတာဝန်ယူမှာလဲဟေ့ငါကြားထားတဲ့တည်င်းအရာလေးငယ်ဆက်မာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာ ြင်ကွာအေးဒီဟိုကိုဟိုလို့လားမင်းတို့တော့တိုင်ပတ်နေရောဟမ်ကိုတိုင်လည်းဘာမှမလုပ်တတ်ပဲနဲ့ကွာဘာတိုင်ပတ်ဟေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည်ဟမ်အခွင့်အရေးဟုတ်တယ်မင်းတို့ကအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်တူပြင်မလဲဟမ်ဟာ တ်ထဲကိုတနက်တာထည့်ပေးလိုက်လို့ကကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြပလိုက်ပါဘောဟုတ်ကဲ့ဩဒွဲလိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုယူရမလို့ဟာလွဲပါတယ်ဗျာလွဲပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန္တရာယ်ရှိလို့အဲ့ကောင်ကျွန်တော်ပြစ်လိုက်မှာပေါ့ဩ အယူဟုတ်အဲ့ဒီပြုတ်မဲ့ကောင်ဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမဲ့ကောင်ကမှမထားဟောတော်တော်ကြောင်တော်တော်ကဲဒီမှာပါဝါကလူကြီးပဲကွာလောက်ပါဘာလို့လောက်ပါနေလဲကွာဟုတ်ကဲ့ကိုကြီးပါဒီရောင်ကကြည့်နေတာကြာပြီဘာလို့တော့ပြောင်းပြောင်းမိတတိယသုံးရက်နဲ့ထွက်လာလို့တော့သုံးပွင့်နဲ့တော့ထွက်လာရင်ဘယ်တော့လူလဲလုံးလိုက်မင်းမသိဘူးဟုတ်လာဆန်းနေကဲတလန်ဆိုပြီးလက်တို့လိုက်ကြီးကနေဖြစ်သွားမယ်ဟဲ့မင်းကဘယ်သူ့ကိုလက်တို့ ကွာလိုင်းမတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြတ်တာတက်သွားမှာပေါ့ကိုယ်ကနေတော့ကိုတည်တယ်ဟဟလာနေသားမှာကွာမြန်မာနိုင်ငံ၏နမည်ကြီးတရုတ်ဆောင်များသည့်စစ်ကော်မရှင်ကပြုလုပ်မိအတူအယောင်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ရုပ်ရှင်ရိုက်ကူးခဲ့မှုကြောင့်ဝေဖန်ခံနေရကြောင်းသိရသည်အဆိုပါရုပ်ရှင်သည်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဟုအမည်ပေးထားပြီးစစ်ကော်မရှင်လက်အောက်ခံမီဒီယာများနှင့်စစ်တပ်လော်ဘီများကဂင်းတို့၏လူမှုကွန်ရက်စာမျက်နှာများ၌ဖော်ပြခဲ့ပြီးနောက်ပါဝင်ခဲ့သည့်အမှုပညာရှင်များကိုပြည်သူများကဝေဖန်ခဲ့ခြင်းဖြစ်သည် နေ့စဉ်နဲ့အမျှစစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုပြည်သူတွေအလူးလဲခံစားနေရတဲ့စာတင်ကြောင်းစေယုံတာတဏိကအဆောက်အုံတွေကိုလည်းဘုံကျဲရွာတွေကိုလည်းမိရှုနေတဲ့အဲ့ဒါကိုတော့မပြောဘူးရွေးကောက်ပွဲအတွက်တော့ရုပ်ရှင်ရိုက်ပြကြတယ်အဲ့ဒီမှာထူးခြားတာကတရုတ်ဆောင်များစုကအကယ်ဒမီရထားတဲ့လူတွေကြီးပဲဥမိုက်ပြောတယ်လို့ဘသူမှနားထင်သေးပြီးလှုပ်ခိုင်းတာမဟုတ်ဘူးဟုတ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအူးဖြစ်သည့်ကိုသားထက်စော်ကပြောသည့် အဆိုပါဝါဒဖြန့်ရုပ်ရှင်တွင်နေတိုးမြင့်မြတ်အေးချမ်းမောင်နေဝင်းချူလေးမေမြင့်မှုအောင်ခိုင်ငပြောကျော်စသည့်တရုတ်ဆောင်များအပြင်တက်တစ္ဆာအမှုပညာရှင်များနှင့်ဟာတာလူရှင်တို့များစွာပါဝင်ထားသည်ကိုတွေ့ရသည်စစ်တပ်အာဏာသိမ်းတုန်းကတော့လက်သီးလက်မောင်းတမ်းပြီးဆန္ဒပြခဲ့တာလေဒီကောင်တွေပဲဆန္ဒပြပွဲတွေပြီးလို့လက်နက်ကင်တော်လန်တော့ဒီကောင်တွေပဲစစ်တပ်ကိုမတားဖက်ခွက်စားလို့ပြောရင်လေဒီကောင်တွေကနားတယ်အမှန်ပြောရင်လက်မခံနိုင်တဲ့အထက်စစ်တပ်ပြီးရင်ဒီကောင်တွေလဲပါတယ်ဟုရန်ကုန်မြို့က ်အင်းနေထိုင်သည့်အသက်30ဆယ်အရွယ်အမျိုးသားတဦးကမှတ်ချက်ပြုသည်အဆိုပါဝါရဖြန့်ရုပ်ရှင်တွင်စစ်တပ်အာဏာသိမ်းချိန်မှစတင်ကလက်ရှိအတူအယောင်ရွေးကောက်ပွဲကျင်းပမိကာလအတွင်းဒီငကြောင်းရများလူငယ်များပြည်ပသို့ထွက်ရောက်မှုကိစ္စများနှင့်မီဒီယာများအကြောင်းလို့ကိုထည့်သွင်းထားပြီးထည့်သွင်းထားသည့်အကြောင်းရများသည်လည်း ပုတ်ခတ်စော်ကားထားသည့်အကြောင်းအရာများသာဖြစ်သည်နေတိုးမြင့်မြတ်တို့လိုနမည်ကြီးတရုတ်ဆောင်တွေထည့်ရိုက်ကြတဲ့ကဒါကတာမန်လူထုတွေကိုဝါဒဖြန့်ဖို့ဖြစ်တဲ့နေတိုးဆိုရခိုင်တိုင်းရင်းသားရခိုင်ပြည်သူတွေနေ့စဉ်ပုံကျဲခံနေရတာကိုသိရှိပြီးသားလေသူဆိုပုံမိပါဝင်တင်မှုဒါကြောင့်အခုရုပ်ရှင်မှာပါဝင်တဲ့သူတွေကိုလူမှုရေးပြစ်ဒဏ်တေချာလုပ်တင်ပါတယ်ဟုစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်နေသည့်အမည်မဖော်လိုသောတော်လန်အမှုပညာရှင်တဦးကပြောသည် ဝါရဖြန့်ရိုက်ကူးထားသည့်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရုပ်ရှင်ဇလန်းတို့သည် TikTok ကနှင့် Telegram Channel များ၌စစ်တပ်လော်ဘီများကကြေကြေပြန့်ပြန့်ဖြန့်ဝေလျက်ရှိပြီးရင်းဇလန်းကိုပြည်သူများအနေဖြင့်မကြည့်ရှုရန်တော်လှန်သူများကတိုက်တွန်းထားကြသည်ထို့ပြင်ဝါရဖြန့်စကား၌ပါဝင်သည့်တရုတ်ဆောင်တအူးချင်းကိုမှတ်သားထားပြီးလူမှုရေးပြည်တံများကိုထိထိရောက်ရောက်လှုပ်ဆောင်တင်သည်ဟုလူမှုကွန်ရက်စာမျက်နှာများ၌ရေးသားမှုများလည်းရှိနေသည်။ ဲ့ကျွန်တော်ငါလည်းဝင်ပြောအောင်မယ်ဘာလို့လို့ဆရာဝန်တယောက်ကိုဆေးမကုနဲ့လို့လာတာတိုင်းဘာလို့စီဆေးလာကုတဲ့လူနာတွေမင်းကဒီတိုင်းဖြစ်ထားတယ်လို့မပြောအဲ့လိုပြစ်ထားတယ်လို့ရှိရင်ငါတို့ဆေးကြောင်းတော့ကစုခဲ့တဲ့တစ္ဆာစရာတွေကအလဟတာဖြစ်သွားတော့တကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွင့်ကြဘူးနေဒုနာမှန်တဲ့မြောက်ကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးတာဝန်ပေးနေတာ ာဘောဆရာကိုတန်းတာဘောအမှုပညာသမားတော့အမှုပညာအလုပ်လုပ်အောင်မဟုတ်အဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်အောင်မဟုတ်အဲ့အဲ့မှာကိုတိတာတက်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရအောင်ကျွန်တော်ရောဗျာဒီတိုင်းတစ်ပွားကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးတဲ့ကြီးကနိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ရှင်းနေတယ်လို့ကျွန်တော်ပြော တင်လို့ရစီးပွားရေးလုပ်ငန်းများအတွက်အံ့ဩဖွယ်ကောင်းလောက်အောင်ကျေဝန်ပြီးတန်ဆွမ်းတက်ရစွာနဲ့တည်ဆောက်ထားတဲ့ကျွန်တော်ရဲ့မီဒီယာစင်တာမှာဆိုရင်ရုံးငန်းများကိုနှားရနေပါတယ်။အစင်းစင်းနေပါတယ်တနင်္ဂနွေနေ့စဉ်နဲ့ခင်မီရဲ့ဆက်လီကား၂စင်းကတင်းလို့တက်စင်းအတွက်တက်တောင့်တက်တာရှိမှုကိုဖန်တီးပေးမှာဖြစ်ပါတယ်။ထိတ်တန်းရည်ချင်းရှိတဲ့များနဲ့ဧည့်သည်များကိုဆွဲဆောင်နိုင်စေရင်တင်းနေစဉ်လုံငန်းဆောင်တာများကိုလွယ်ကူချုံးမွေစွာလည်ပတ်နိုင်ဖို့အတွက်ရန်ကုန်မြို့ရဲ့တောလာရလွယ်ကူရဲ့နေရာမှာရှိတဲ့မီဒီယာစင်တာနဲ့ဝန်ဆောင်မှုအတွင်းနဲ့ကြိုဆိုလိုက်ပါတယ်။ အနာဂတ်အတွက်အထူးဆန္ဒထားတဲ့လုပ်ငန်းများလေးဖြစ်ဖြစ်လက်ရှိလက်တက်နေတဲ့လုပ်ငန်းတွေအတွက်ရုံးကန်းလိုအပ်ချက်ရှိရင်ပဲဖြစ်ဖြစ်လုပ်ငန်းတိုးချဲ့ကျင်လာပဲဖြစ်ဖြစ်လိုအပ်ချက်တွေရှိခဲ့ရင်တော့တင့်လို့အတွက်ရုံးကန်းနေရာတွေကအသင့်ရှိနေပါတယ်လုံးမတဲ့နေ့တိမရှိအနာစနစ်ကိုကိုယ်တိုင်စိတ်ကြိုက်ဖက်ဒီမှာတို့ Public Asset Area Media Center ဖုန်းနံပါတ်09 9863936 online မှာလည်းဒေါက်တာရင်းမြင့်တွေကိုအရောက်လမ်းလာဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပြီ။ ။အဲ့ဘယ်လိုတော့ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဘာသာပင်လေးစီကိုလည်းပတ်ပြလိုက်ကြအောင်။ဒီနောက်တစ်ခါဆိုငါမကင်နိုင်တော့ဘူးနော်။ဒီတော့တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ။ဒါတော့မှကြောက်ရောက်တာမြန်လို့ရမို့ဆိုဒီသုံးကောင်ကိုပေးပြီ။ဟာသေးရပါလား။ကျွန်တော်တို့ဒီလိုမျိုးအသာလေးထိထိနိုင်တယ်ရှင်းနော်အဲ့လိုဝင်သားလို့ပါဘောရေကျွန်တော်လက်ကတည်းကမရအောင်

ဆိုတော့တွားပြီးဟာတော့ပြရလေ။ဘာမှမဟုတ်ပါဘူးကွာ။တို့ရမှနေတိုင်းခင်းနေတယ်လားကွာ။ပုံတွေတောင်းလျှောက်တင်တာ။အဲအဲ့တော့ငါအမြင်ကလို့အောက်ကနေယူတာ။ဟာဟာဆိုပြီးဟာဟာလေးတွားပြလိုက်တာ။အဲ့ပြတာပြတာ။စံကိအဲ့ဒါတို့ရွာအတွက်တို့လုံတော့နေတာ။မင်းတို့ကအဲ့ဒါကိုတွားပြီးဟာဟာတွားပြတော့နဲတော့နဲသေးတယ်။ဟမ်။ဟေးကျုံတော့တခါလေးတတိပေးထားမယ်နော်။လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်။အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကို မင်းတို့ပောက်ကရည်ရှော့မရေးနဲ့တော့ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်တော့ဟောတိုက်တော့ဒီလိုကြီးပဲသူကတော့ဆော့ပြင်းပြတာနော်ပြင်းစင်ပြရတော့နဲ့တယ်ပြောတာနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုတ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့တရားမင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်ဘောပေါ

ဟမ်ဟုတ်ကဲ့ကွာအပေါင်းပြည်နေပြီတော့ခင်ဗျားတို့ကျွန်တော်တို့အကောင့်လုပ်တော့အဲ့ဒီလိုကတိရပေါ့ဟုတ်ဒီမှာအချင်းငယ်သူလေးတို့ကတော့ခင်ဗျားတို့ဖောက်မလားဟုတ်ကျွန်မတော့လုံးပြီတော့လည်းတော့အချင်းငယ်သူလေးကကျွန်တော်အကောင့်ကိုဟန်ဆရာတော်ကျွန်တော်ဖန်ပြနေပြီတော့ပုံမတရားသေးဘူးခမိုက်ခါနေတိရပေါ့ကျွန်မလည်းတိကျွန်မတင်နေပို့အောင်ပါဗါလဲနှောက်လိုက်တာဆရာမလေးရယ်ဆိုအရှင်မှန်လားမလားဟုတ်တယ်ဟုတ်တယ်လာလို့ဒါဆီအောင်မလေးဆိုကျွန်တော်ဘာဘူးဖြစ်စံစံကောင်းနေကျွန်တော်မှန်းလိုက်တာလေးဆီအောင်မရဲ့ဒီပါဒီပါခင်ဗျားတို့တော့တော့နော်ရှောက်ရှောက်မလုံးနဲ့ ုံတိမ်ပတ်တော်လေးပြီ။ဟုတ်ပါပြီနော်။ဟုတ်တယ်။မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်။ဟောက်ရရေလျှောက်မှန်းမနေကြနဲ့။ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှခင်မှာမဟုတ်တော့။ဥတိုက်ဆုံးပြောတာမင်းတို့ကြားရမှာလား။ဟုတ်အဲ့ဆိုဆရာကျွန်တော်တို့တောင်းရရပြီတော့နော်ပြန်လို့ရပြီဟုတ်ဆရာကျွန်တော်တောင်းပြပါဦးနော်ဒီနေ့တင်ပါဦးဟုတ်ဟုတ်ဟုတ်ပြန်နေကြဆက်ခံလိုက်ဟုတ်ကဲ့ဟုတ်တယ် ဆီမလေးဘာဘူးပြည့်စုံတော့ကောက်ကျွန်တော်ကဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မှမအဲ့ကျွန်တော်ပဲနော်ဒီကအမှန်ပြောလို့ဒီနာဒီရုပ်ကဘယ်လိုမျိုးနေလဲဝင်တန်းဒီရဲ့ရွေးတစ်ခုကိုတောင်းနေတာအမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုဒီကဘာလုံးကစိတ်ဝင်စားနေတာ ကိုမင်းတို့ကျွန်တော်တည်တလို့တခုတော့ဝင်ပြောပြန်စီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတကဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကရတအစိုးရကိုအာဏာပြန်လွှဲပြီးမလွှဲပေးဘူးတကဘာလုံးကစောင့်ကြည့်နေကြတယ်

ခတ်တော့ခတ်တယ်ကျွန်တော်တို့ပြည်သူတွေကဂျုံပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲဘယ်လိုကြောက်လို့မဟုတ်သေးဘူးလေညာကျွန်တော်တို့ချင်မလုပ်ပါဘူးမဟုတ်ဘူးလားဒီတာကဆောင်းတာဆာပွဲလဲတပင်လုပ်တာဆောင်းဘာဖြစ်ဖြစ်အစ်စ်ကြီးပြောနေတော့တာ ဖြစ်ပါဒီမှာကြည့်ကြည့်ပါဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေကထပ်ပေါက်ခုဒီထပ်ပေါက်ကငါတို့ကောင်းကောင်းအတုံးချမှာဖြစ်တယ်အဲအတုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်တယ်ဒီလူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေအခုလာမဲ့ရွေးကောက်ပွဲကြရဲ့ဘေးပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ်ဒီဘာလို့မလဲငါနဲ့တူနေမလားလို့လေ တော့ဘာဒီလည်းမကြည့်ဘူးလူလည်းမကြည့်တကယ်တိုင်းပြည်ကိုအကျိုးပြုမယ်လူကိုပဲကြည့်တာဘဒူးမှာတော့အတိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လဲကျွန်တော်တို့အခုရွေးကောင်ပဲလမ်းစီကိုရွေးထားတာအဓိကကတော့လူရွေးမှန်ဖို့ပဲလို့လေလူရွေးမှန်မှာလုံမှန်ရမှာလုံမှန်ရမှာလမ်းမှန်ရမှာပဲ ကြောက်မလားဟင်းဘညာလည်းပါရောနေဘူးဒီကောင်းနေတိုးရရောက်တော့မှမဟုတ်ဘူးလားဟင်းဟုတ်တယ်ဘယ်လိုလဲရွာပြန်ရောက်နေလားဟုတ်တယ်မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲတကယ်အောင်ရကွာဒီမှာမနေရ ွားရင်တော့တောက်တယ်ပြီးတော့ဒီရောက်ပြီးတော့ဘုံတောက်ဘင်းတို့ရွေကြပါလေဟမ်တော်နဲ့ရွေကြခံခံရှိတယ်တော်နဲ့ရေမင်းတို့ကအဲ့ဒီလိုလုံမှာတော်တန်ရေးတာဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားတယ်မင်းတို့ဘာလုပ်ပြီဟမ်တော်နဲ့ရေလုံတာဆေးရနာရှင်လုံဆေးရနာရှင်အဲ့ဒီစကားကိုတိတ်ငားမလဲရှင်းရတာပေါ့ မင်းတို့မှာဖြစ်မရှိဘူးဆိုငါသိအေးဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာဟာကြောက်မှာဖြစ်ရှိတယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီရကြရင်ချွတ်တော့လေဗျဒီမှာဘုံတော်တိုင်းတော်လှန်ရေးမဟုတ်ဘူးမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီဒီကဆရာမတရားအမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှာစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအားအဲ့ဒါကတော့မသိဘူး ငါတို့ကတော့ဘာလို့မအောင်ထုတ်ပါအခုလည်းမီလိုရဲ့တိောက်ရွေးတော့ဝဲอยู่ငါတို့ကလည်းညံ့ရောက်ချက်အဲ့တော့နေလေဘာဖြစ်လို့ဖြစ်ချင်တယ်လဲကြော်ရွေးကောက်ပွဲဖြစ်မှာမင်းတို့လူချင်းလေးဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာဟောဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလို့ခြင်းဘူးရွေးကောက်ပွဲလည်းမလုပ်အောင်ဆိုတော့စစ်တပ်ရတွေကဘာဆက်လုပ်အောင်မလုပ်ဘူးဒီမင်းတို့သိထားမှာက စ်ရေးနိုင်ငံရေးပြိပက်ခါတွေကိုအဆုံးတက်နေတယ်ရွေးကောက်ပေါ်တယ်ဒီထဲမှာတော့ရပါဘူး။ဘာဖြစ်လို့ရှင်းထည့်တယ်လို့တုံ့တုံ့ရတယ်ဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်တယ်။ရင်းပြင်းချင်းတွေကိုဘာမှမသိရနဲ့။ဘိုင်းပေါ်မှာရေးချင်တယ်။ဘာမှမရဘူးကျွန်တော်တို့အားလုံးပြောပြမှာ။အားလုံး။ကိုမင်းလည်းပြောတာဟုတ်တယ်။ မကြခင်ရွေးကောက်ပွဲကလာတော့မှာအချိန်နဲ့တခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေသူတို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာမှားနေကျွန်တော်တို့အဲ့ဒါကိုထောက်ပြပေးရမှာပြရတာပြလို့ရတယ်ကွာတိုင်းနိုင်ငံလုံးတိုင်းတာလည်းကျွန်တော်လွယ်ပါမှာအရင်မင်းကလည်းကွာအဲ့ဒါတော့ကုတီတော်ကိုထိန်းရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်ရွေးကောက်ပွဲနဲ့ပြီးလို့အလန်းဝေးသွားလိမ့်မယ်အဝေးပါဘူးကြည်သူကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းလေ ဘူးလာမဲ့ဒေသဝါ28ကိုလည်းရွေးကောက်ပွဲတွေကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲခံတာနှောက်ရတဲ့သူတွေကိုလည်းပဲအရေးယူမယ်ဥပဒေတွေပုံပန်ထုတ်ပြန်ပြီးပြီတိတ်လက်စိတ်ဘူးလိုပါဘူးစိတ်မဘူးလို့တော့မရဘူးတော့ဘူးလေကျောင်းအောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီကောင်လေးဗျာဘလို့စိတ်ကူးနေမြတော်တဲ့ဝင်သွားလည်းမသိဘူးဘလို့စိတ်ကူးတဲ့တော်တဲ့ဝင်ရမှာလေစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာဒီကောင်တကောင်ကဆန္ဒပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူး အဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတိုးရက်ပါသွားတာလေအဲ့ဒါပဲမကြောင်ဘာလို့ဘယ်လိုလုပ်ဆော်လည်းပြန်လို့မရတော့အကုန်လုံးဘူးကတော့ပူတာတော့လေဘယ်တော့မှပြောသားလည်းဆော်ကြအဲ့လောက်ထိဘုံမပါလဲလို့ပြောနေကိုရှောက်ကိုဟဲ့မင်းတို့ကောင်ကလက်ရှာတယ်ဘယ်တော့နေလဲကွာကြီးတက်နေကိုကြီးရောမဲပါမင်းတို့ကရွာပြန်လို့မရတော့မလားဟာအေး ဆွဲပြန်ကျွန်တော်တို့အကုန်ဆွဲစီးတော့မှာဗျလောက်တာတော်တော်များပါပဲဟောဥပဒေကြီးဆက်သွင်းပြီးတော့ခံဝင်ကတိလက်မှတ်ထိုးလိုက်ဟာခံဝင်ကတိဒီမှာတက်မှတ်ထိုးမနေနဲ့နော်မင်းတို့ခံဝင်ကတိလက်မှတ်ထိုးတယ်မင်းတို့စောင့်ကြည့်ပြီးဆွဲစီမှာပဲဒါဆိုကျွန်တော်ဘာလုပ်အောင်ပါလဲဗျဟာမင်းတို့တော်တော်သွားကွာစစ်တင်တာနေပါတယ်တက်လာပြင်နိုင်ရိုက်ခေါ်လို့ကွာတာမိကောက်ရအောင်တို့တားလိုက်ရှိတာလေဟောတုံးတော့ရုပ်ကူညီမှာလေဟာကူညီမှာပေါ့ဟာကူညီမှာမင်းတို့လိုက်ရှာနေတာလေဟောတော့ အခုထမင်းစားဦးတော့ပြဿနာတက်နေရနော်မပူနေအတရာလောက်ကတော့အိစိတ်မိုင်ညာလေးဒါကူညီပေးမယ်လို့မင်းပြောပြသားကွာအဲ့ဒါတော့တောင်းရရောကျုပ်တို့ဘာလို့မင်းတို့ကမှစစ်တမ်းနားနေပါလေတက်ပြီးရင်မင်းတို့ရလှုပ်ရှားမှုအားလုံး Facebook မှာတင်အဲ့ဒီမှာငယ်ခေါ်ပြီးရအောင်တော်ချက်လားအဲ့တော့မလွယ်ဘူးထင်တယ်နော်။ပြင်ရငါလုပ်ပေးမယ်။ငါလုပ်ပေးနေရတယ်အများကြီးပဲ။ငါအကူညီပေးတာတော့အကုန်လုံးအစီရောအမေရိကန်တို့အကုန်လုံးရောက်ကုန်ကြပြီ။မင်းတို့ကတော့တော့မှတိုင်ပတ်နေတယ်။ တော့တို့တမိုင်းတို့ရေးတာပဲနင်ဘယ်တက်နေမှာမလို့တို့တော့လည်းတို့တမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အွေရွေးကောက်ပွဲဆိုတာလေကြည်တို့လူတို့ရဲ့ထွက်ပုတ်တစ်ခုဆိုရရင်ပြီးတော့စက်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်မှုလမ်းစာဆိုတာတို့တို့ကလည်းနားလည်အောင်အစိုးရကိုပြီးတော့ပြောပြရင်ကောင်းမယ်နဲ့ဒီနေ့စီဝေးကိုတက်ရောက်လာကြတဲ့ ရတ်သူရွာသားတွေအားလုံးကျေးဇူးတင်ပါတယ်။အစည်းအဝေးဆိုတာလည်းကျွန်တော်တို့ရဲ့ရတ်သူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေတာပါ။ဒါကြောင့်မလို့လေဒေါက်တာမင်းလင်းတို့လို့တိုက်ထွန်းတို့လို့ကြောက်ကိုပြန်ရောက်လာတဲ့အာယုတို့လို့တို့တွေရဲ့အကြံပေးချက်ရကျွန်တော်တို့ဒီလိုပွဲလေးကိုစီစဉ်လိုက်ရတာပါ။ကျွန်တော်အနေနဲ့ဘလောက်ပဲပြောချင်တာလေ။ဘယ်လိုပြောမလဲ။အော်ဟုတ်ကဲ့ပါ။ဒါကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျောအောင်တဲ့ဘညာပေါ့လေ အဲသူတို့နေရာဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲသူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျော်ဒီဇင်ဘာ28မှာကျင်းပမယ်ရွေးကောက်ပွဲကိုဒါနောက်ဆက်အဟံဒါဖြစ်အောင်ဘုံထောင်လာပါတဲ့အဲ့လိုဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့တနင်္ဂနွေအတိုင်းတာနဲ့ကျင်းပမယ်ရွေးကောက်ပွဲကြီးကပြည့်စုံသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုး ာနာတရားဖြစ်မဲ့ကိစ္စတွေတွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေမလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိုက်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနှုညွတောင်းပန်ချင်ပါတယ်ဆရာကျွန်တော်တခုလည်းမေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတူအောင်ဆိုကျွန်တော်ပြောတာမဟုတ်နော် ခဏတူရအောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်တယ်မှာမဟုတ်လို့လဲဗျာအမှန်ပါဆိုတင်းဒီရက်ောက်ဖွဲကစီကန်းကိုတော်တော်တင်းကျပ်ထားတယ်လို့သိရပါတယ်အဲ့တော့ကျတို့ရွာလေးရွာသားတွေလို့တော်တခုတော့မြည်ရစီအခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြည်ပခါတွေကိုလည်းခင်ဗျားတို့သိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်ဥချုပ်တဲ့အောက်မှာခင်ဗျားတို့ဆက်ပြီးနေခြင်းလား ဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမှာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့အခုကျင်းပမယ်ရွေးကောက်ပွဲမှာခင်ဗျားတို့ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျွန်တော်လည်းပြောချင်ကျွန်တော်အကြံပြုချင်တာကျွန်တော်တို့နိုင်ငံရဲ့အပြောင်းအလဲအရေးတစ်ခုဖြစ်တဲ့ဒီရွေးကောက်ပွဲကိုမဲပေးတာ ျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲပြီးတော့ကျွန်တော်တို့နိုင်ငံမှာစုံစုံနစ်နာခဲ့ရတဲ့နှစ်ဖက်လူမျိုးနေတာမှမဟုတ်ပေဗျာဒီလိုတွေမဖြစ်ပဲနဲ့အားလုံးအေးချမ်းနေဖို့ဆိုရင်အစိုးရအတက်တရမြန်မြန်ပေါ်ပေါက်လာဖို့လိုပါအဲ့ဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ် ကျွန်တော်အနေနဲ့နည်းနည်းဖြစ်ဆုပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်။အဲ့ဒါပါလို့ဆိုတော့ကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာလည်းတည်ပြီးဖြစ်ကြပါတယ်။အဲ့တော့ဒီတိုင်းပြည်ရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာမြို့ဒီပေါ်မှာအဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတယ်ကျွန်တော်တို့တိုက်ပြီးပြန်လည်ပြန်စားနိုင်လို့ဆင်းရဲတွေ့နေတယ်ဘာလို့ဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေတောက်ကင်းသွားအောင်ခုနပြေးကြတာနောက်ဆုံးနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အပေးကြားကမဲတပြားဒီတိုင်းပြည် ကဲဒါလို့ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေရွေးကောက်ပွဲဘယ်လောက်ရေးကြည့်ရဲဆိုတာသဘောမှောက်ကြပါလားအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါလေလို့ကျွန်တော်ပြောချင်ပါတယ်ပြည်တနာတွေအားလုံးကိုဖြည့်ဆင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပဖို့တိုင်းပြည်ရဲ့တမိုင်းဘုံဆိုင်ပြီးချီတိတ်နိုင်ဖို့အတွက်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ခမည်းတော်တွေအားလုံး မဲပေးကြပါစို့လားဗျာအမေမတူရင်ရက်စွာရမှုတက်တဲ့ဒီကျဆုံးလို့တော့ ya me fue y dure no y tú llega fue tú ni santa o tú ya me fue ya me fui tú a champe y me y me sin